အလောအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တရားဆက်ကိုတွားมาပဲဖြစ်ပါတယ်ကျွန်တော်ကြံခုတ်ဖို့တွားတောင်းมาဘောเนาะကျွန်တော်ခြံဘောเนาะကျွန်တော်ခြံကျွန်တော်ကြံခင်းနည်းနည်းစိုက်ထားဘောเนาะအဲ့ဒီကြံခင်းစိုက်ထားတဲ့အကောင်မှကျွန်တော်အဲခုတ်ရဖို့ကျွန်တော်တွားတောင်းมาဘောเนาะ ခုတော့ကျွန်တော်အဲနေတဲ့မြို့ကနေပြီးတော့ကျွန်တော်ကျွန်တော်အိမ်ကမနော်ကျွန်တော်အိမ်ကနေပြီးတော့ထွက်သွားမှာဖြစ်ပါတယ်ကျွန်တော်ဂျန်ခင်းနည်းနည်းလှုပ်ထားတယ်အများကြီးတော့မဟုတ်ဘူးအာဒီမှာလည်းတော့အာဂျန်တွေဆိုက်ကြပါနော်ဂျန်တွေဆိုက်ကြတယ်ပြီးခဲ့တဲ့တစ်ခါကကျွန်တော်သွားသွားခဲ့သွားခဲ့ပြီပေါ့နော် ကျွန်တော်တွားခဲ့တယ်ဒီကြံခုတ်ဖို့ပဲကျွန်တော်တွားတွားတောင်းလာပဲဖြစ်ပါတယ်ဒီတစ်ခေါက်လဲကြံခုတ်ဖို့ကျွန်တော်တွားတောင်းမှာပဲဖြစ်ပါတယ်လို့ပေးမခိုးဆိုရင်ခုတ်လို့မရဘူးသူတို့ကစလစ်မပေးဘူးလေနော်စလစ်မပေးတော့ကျွန်တော်ခုတ်လို့မရအောင်အဲကြောင့်မို့ဒီလိုမျိုးတောင်းတွားတောင်းပြီးမှကျွန်တော်ပေးခုတ်မှကျွန်တော်ခုတ်ရတာပေါ့နော်ကြံဆိုင်ချင်းနေဆိုရင်ကုမ္ပဏီကတော့ဒီမျိုးအရင်ကပိုင်းထုတ်ပေးတယ်ပေါ့နော်မျိုးစေးတွေ ဝေပေါင်းတဆေးတွေအမ်မျိုးစာတွေပိုင်းအကုန်လုံးထုတ်ပေးတော့ဗောနော်အဲဒီထုတ်ပေးပြီးမှနောက်နေ့ကျွန်တော်ကြံခုတ်တဲ့ချိန်တိုင်းကျွန်တော်အဲအဲအဲ့ဒီအကျွေးစင်းတွေကိုပြန်တွင်းဗောနော်အဲ့လိုမျိုးအဲ့လိုမျိုးလုပ်လုပ်တော့ပဲဖြစ်ပါတယ်အမှန်ဆိုရင်ဖုန်းဆက်မေးရမှာပေါ့နော်ဒီ site ကိုပေါ့နော် site ကျွန်တော်ကျွန်တော် site စီမှာအဲ့လိုမျိုးခုတ် ခုတ်ဖို့အတွက်ကျွန်တော်တွားတောင်းရတာပေါ့နော်အဲ့ဒီတွားတောင်းရတာဟိုမှဒီစက်ချက်စီအာဖုန်းဆက်လို့မရဘူးပေါ့နော်စက်ချက်စီကဖုန်းဆက်လို့မရအောင်အဲကြောင့်မလို့ဒီအဲကျွန်တော်ကိုတိုင်တွားရပေါ့နော်ကိုတိုင်တွားပြီးမှကျွန်တော်ခုတ်ခွင့်နေပါတွားတောင်းရမယ်ဒီခေါင်းလည်းပြင်မခုတ်ဆိုရင်လည်းဘယ်လိုပြောမှလဲစီဘက်ကောင်မပေါ့နော်ဒါပေမဲ့မတက်နိုင်ဘူး ွားလို့တွားရမှာပဲအဲ့ဒါမှကိုခုတ်ရမခုတ်ရဆိုတော့တီးတီးပါလေနော်အဲကြောင့်မလို့အဲခုတ်ရလားဖြစ်စေမခုတ်ရလားဖြစ်စေကျွန်တော်တွားရမှာပဲတွားမှအကျိုးအကြောင်းကတီးမှာပဲဖြစ်ပါလေအဲကြောင့်မလို့ကျွန်တော်တွားရတာပဲဖြစ်ပါလေအခုတော့ကျွန်တော်စက်ယုံတွားတဲ့လမ်းပေါ်ကိုရောက်နေပြီပေါ့နော်ဒီလိုမျိုးကားတွေတစီးတွားပြီဆိုရင် ဖုံတွေကတော့တော်တော်ကျမှာလေ လမ်းဘေးမှာတော့ဂျန်ခင်းတွေကိုတွေ့ရပါတယ်ဒီရှေ့မှာကျတော့ဒီစိုက်ခင်းအစ်စ်ပေါ့နော်ဒီစိုက်ခင်းအစ်စ်ဂျန်စိုက်ခင်းအစ်စ်စိုက်ထားတာပဲဖြစ်ပါတယ်သူကမုတ်ကားတွေပါရေးအုပ်ထားရတာပေါ့နော်အဲမှာဒီဂျန်ပင်လေးတွေကကောင်းကောင်းလေးထွက်နိုင်မှာပေါ့နော်ဒီကားတွေကဒီစက်ရုံကနေထွက်ခဲ့တဲ့ကားတွေပဲဖြစ်ပါတယ် ျွန်တော်ရှေ့မှာဒီရက်ထားတဲ့ကအစိမ်းပေါ့နော်အဲ့လိုမျိုးကအစိမ်းကကျွန်တော်ဖက်ပိုင်းမှာတော်တော်များများတွန်းကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖက်ပိုင်းမှာမိုးတွင်းဆိုရင်ရှင်ပွက်တွေအရန်ဟိုဖြစ်တာပေါ့နော်ရှင်ပွက်တွေတော်တော်ဟိုသွားလာရခတ်တာပေါ့နော်ရှင်ပွက်တွေများတော့အဲကြောင့်မို့ဒီကားတွေကတော့ကျွန်တော်ဖက်ပိုင်းမှာတွန်းများပါတယ်သူကတော့တော့ပြင်ပေါ့နော်ကျွန်တော်ဖက်ပိုင်းမှာဆိုရင် โอเคလာနေရောဒီတိုင်းပါပဲဗျာဒီတကြားဆက်ယုံသွားတယ်ဆိုတဲ့အတိုင်းပါပဲပေါ့နော်ဒီလမ်းဘေးမှာဂျန်ခင်းတွေအများကြီးတွေ့ရပါတယ်ပြီးတော့ဂျန်ခါတွေပေါ့နော်ပြီးတော့လဲဒီခုတ်ပြီးတဲ့ဂျန်ခင်းတွေရောမခုတ်ရသေးတဲ့ဂျန်ခင်းတွေရောတွေ့ခဲ့ရပါတယ်ဒီဖုန်တွေကတော့တော်တော်ကျန်းတာပေါ့နော်ကျွန်တော်ကားစီးထားတာလည်းတော့အတော်ပဲပေါ့နော်ဖုန်တွေတက်နေပါပြီဟုတ်ကဲ့ကျွန်တော်တခြားဆက်ကူတော့ရောက်တော့မှာပဲဖြစ်ပါတယ် အခုပုံမှန်ဆိုရင်ပေါ့နော်ကျွန်တော်ဒီနားလေးရောက်ပြီဆိုရင်ဒီဆက်ယုံတော့လမ်းမြင်နေရပေါ့နော်ဒီနေရာကျတော့ဒီမြူနင်းနေဆိုင်နေတဲ့အတွက်ပေါ့နော်ဆက်ယုံကိုလမ်းမမြင်ရပါဘူးဟုတ်ကဲ့အခုဒီဘေးမှာတွေ့နေရတဲ့ကားတွေကတော့ဒီဂျန်ကားတွေပဲဖြစ်ပါတယ်သူတို့ကျတော့ဒီဆက်ယုံဝင်နေတော့သူတို့မရောက်သေးဘူးပေါ့နော်သူတို့ကဒီဂျန်ချဖို့အတွက်ပေါ့နော်ဆက်ချက်စီမှာဒီစလစ်ကိုစောင့်နေရပဲဖြစ်ပါတယ် ခုကျွန်တော်ဒီစက်ယုံဝင်းထဲကိုရောက်တော့မှာပေါ့နော်ဒီလမ်းဘေးတွေမှာလည်းဒီစီဆိုင်တွေရှိပါတယ်ခေါက်ဆွဲဆိုင်တို့ဓမင်းဆိုင်တို့ပေါ့နော်ဒီဂျန်ကားတွေဒီကာမားတွေကိုလာရောင်းမင်းနေပေါ့နော်ခုဆိုရင်ကျွန်တော်ဒီစက်ယုံဝင်းထဲကိုရောက်နေပေါ့နော်မရှိမှမြင်တွေ့နေရတဲ့အဆောက်အဦးနှစ်ခုကျတော့ဒီကြံကအဝင်းအထက်ပေါ့နော်ကြံကအဝင်းထက်ကို ချိန်နဲ့ကတ္တာတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီရှေ့တက်တဲ့ထမ်းမောင်းလိုက်မယ်ဆိုရင်ကျွန်တော်စင်းတွေပါလေလုတ်ပေးတဲ့ယုံစီကိုရောက်တော့မှာဖြစ်ပါတယ်ဒီလအတိုင်းတက်တက်မောင်းတော့မယ်ဆိုရင်ဘောနော်ဒီတို့ ခုမှစောင့်နေတဲ့စိတ်ုံအတိတ်ကိုရောက်မှာပဲဖြစ်ပါတယ်မနဲ့ဆိုရင်လည်းဗောနောမနဲ့ဆိုရင်လည်းလူတွေကတော့များနေဗောနောဒါပေမဲ့ဒီနေ့ကျတော့ကျွန်တော်တွားကြည့်တော့လူတွေတော့တိတ်များဗောနောသူကနည်းနည်းနောက်ကျနေပြီလားတော့မသိဘူးလူတွေကတော့နည်းနည်းနေတော့ဗောနောပုံမှန်ဆိုရင်တော့လူတွေကဒီထက်များတာဗောနောတချို့ကြောင့်လည်းဒီကျန်စိုက်ခင်အစ်အတွက်ဗောနောအဲ့လိုမျိုးမျိုးစေ့တွေပါလာယူတော့ဗောနောဒါတွေကတော့တောင်တူတွေပဲဖြစ်ပါတယ် ဒီသူကိစ္စနဲ့တူပေါ့နော်တချို့ကြောင့်လဲကြံအကုန်လုံးခုတ်ပြီးပြီးစင်းတွေပါလာ ချုပ်ပေါ့နော်အကျွေးစင်းတွေရောရဆရာစင်းတွေရောပေါ့နော်အဲအဲ့လိုမျိုးစင်းတွေလာချုပ်တော့ပဲဖြစ်ပါလေအခုတွေ့နေရတဲ့ဒီကိုတော်အပြာကြတော့ဒီအဲမြေစီတွေထားတဲ့ကိုတော်ပေါ့နော်သူကမြေဩစာတွေထားတဲ့ကိုတော်ပြီးတော့လဲဒီဖြန်းစေးတို့ပါလို့ပေါ့နော်ပိုင်အိုတို့ပေါ့နော်အဲအဲ့တွေထားတဲ့နေရာပဲဖြစ်ပါလေ ဒီ cycle အတစ်မဟုတ်လဲအဟောင်းပေါ့နော်အဲ့ဒါလေးဒီမြေစီတစ်ပိုင်းထုတ်မယ်ဆိုရင်အဲဒီအပေါ်မှာစင်းလာလုပ်ပြီးမှအဲ့ဒီကိုတော့မှတွားပြီးမှထုတ်ရတာပဲဖြစ်ပါလေအခုတွေ့နေရတဲ့အတိုင်းပေါ့နော်လူတွေကတော့ဒီနေရာတော့တိတ်မများအောင်လို့ပြောရတာပေါ့နော်ဟုတ်ကဲ့ဒီလမ်းအတိုင်းတွားမယ်ဆိုရင်ပေါ့နော်အခုတွေ့နေရတဲ့လမ်းအတိုင်းတွားမယ်ဆိုရင်အခုဆောင်နေတဲ့ဆက်ယုံအတစ်ကိုရောက်မှာပဲဖြစ်ပါလေအခုတွေ့နေရတဲ့ဒီ အဆောက်ဦးကြီးရပါတော့ဒါတော့ဆက်ယုံအစ်စ်ပေါ့နော်တခြားဆက်ယုံအစ်စ်ဆောင်းနေတာပဲဖြစ်ပါတယ်ခုဆိုရင်တော့ဒီ PC မှု60ရာခိုင်နှုန်းလောက်ရှိမယ်လို့ကျွန်တော်ခန့်မှန်းရပါတယ်ဒီဆောင်းနေတဲ့တခြားဆက်ယုံအစ်စ်ကတော့သူတို့ပြောလာတော့ဗောနော်ဒီဆက်ယုံအဟောင်းတက်တော့အများကြီးကြီးတယ်လို့တော့ပြောပါတယ်သူကအဲတရက်တရက်ကျိန်နိုင်စွမ်းအားတွေဗောနော်သူကကျိန်နိုင်တဲ့တန်အေးအတွက်ပုံများတယ်လို့တော့ပြောပါတယ် ဟုတ်ကဲ့ခုတွေ့နေရတဲ့ဒီဒီစိတ်ရောမလို့အဲ့ဒီစိတ်ရောအပြာကျတော့ဒီမှာကျွန်တော်တဆန်ရာဒီတာဝန်ရှိတဲ့သူတွေကြောင့်ပဲအထည်ကိုပေးဝင်တော့ဗောနော်ဟုတ်ကဲ့အခုမြင်တွေ့နေရတဲ့စိတ်ယုံကတော့ဒီကျွန်တော်ကတော့မိုင်းရဲ့တန်ရဖက်ဒီတန်တောင်ဦးတကြားဆက်ပွဲဖြစ်ပါတယ်အခုတွေ့နေရတဲ့တန်ထဲတွေကလည်းဘောနော်ဒီ စယုံအတစ်ဆောက်ဖို့တန်းထည်တယ်ပဲဖြစ်တယ်ဗောနော်ဒီကိုတော့အစိမ်းကြီးကသူကဒီအဲဒီတကြားဗောနော်အဲတကြားအိတ်တွေကိုထားတာပဲဖြစ်ပါလေဒီထုတ်ပေါ်ပြီးတာတကြားအိတ်တွေဗောနော်အဲဒီတကြားအိတ်တွေကိုထားတဲ့နေရာပဲဖြစ်ပါလေကျွန်တော်တကြားတွေပါအိတ်လိုက်လာဝယ်မယ်ဆိုရင်ဒီမှာလာဝယ်ရတာပဲဖြစ်ပါလေ ဟုတ်ကဲ့ဒီလိုမျိုး ကျွန်တော် data ပေါ့ဗောနော်ဒီလိုမျိုးစက်ယုံကြီးလာထောင်တာဒီ data ခန်းတွေအတွက်တော့ဆိုးကျိုးတွေအများကြီးရှိတယ်လို့ကောင်းကျိုးတွေလည်းအများကြီးရှိတယ်ဗောနော်အဲ့ဒီဆိုးကျိုးတွေအဲ့ဒီကောင်းကျိုးတွေပြောမယ်ဆိုရင်တော့အဆုံးနိုင်မှာမဟုတ်ပါဘူးဘယ်လိုပဲဖြစ်ဗောနော်ဆိုးကျိုးနဲ့ကောင်းကျိုးဆိုတဲ့ဟာတော့တွင်တွဲနေတဲ့အရာပဲဗောနော်ဒီနေရာလေးကတော့ဂျန်ရီ ချတဲ့နေရာပဲဖြစ်ပါတယ်။သူကတခါချမယ်ဆိုရင်ဘောနော်ကားလေးစီးတခါလဲချလို့ရတာပဲဖြစ်ပါတယ်။ဟိုဘက်နစီးဘောနော်ပြီးကြောင်ဒီဘက်နစီးဘောနော်အဲ့လိုမျိုးချပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီအခုဗီဒီယိုကိုရိုက်ပြဒါတော့ဘောနော်ဒီကျွန်တော်ဖတ်ကူမလား နိုင်တဲ့သူတွေအတွက်ပေါ့နော်ဒီဘူးတူတာအနေနဲ့ဒီမြဝေချိန်မဲ့ဖြစ်ပါတယ်ဒီကြံချဖို့အတွက်ပေါ့နော်စောင့်နေတဲ့ကာလတွေကတော့အင်းနေနောကာလကြီးတွေမဟုတ်ပါဘူးเนาะဒီခါလေးကျရင်စယုံတရက်နေ့လောက်ပြတ်ပြီးဆိုရင်ကားတွေကတော့ဒီထက်ပုံများတာပေါ့နော်အခုဆိုရင်တော့မှဒီစယုံကပုံမှန်လည်နေတာတော့မှပေါ့နော် ကားတွေကတော့ဒီလောက် များလာပါတော့ဟုတ်ကဲ့အခုကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and subscribe လေးလေးလုပ်ပေးတော့ပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်